โอเคဒီ HR application မှာကျွန်တော်တို့ AI agent ရောက်ပြီး American Social Web နေလေးကိုပြောပြပေးမှာပဲဖြစ်ပါတယ်။โอเคကျွန်တော်ကတော့ဒီနေရာမှာ AI agent ကိုရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီရောက်က wallet ဆိုတဲ့ account ကိုတချန်နေလိုက်ပါမယ်။โอเคဒါဆိုရင်ကျွန်တော် HR application မှာ my name လို့ပို့ဝယ်ထားတဲ့ Suno AI ကတော့ဒီမှာဈေးကတော့ပြန်ပြီးတန်တိုင်းပေါ်ချင်းနဲ့နေသွားပြီးဖြစ်ပါတယ်နော်။ဒါကြောင့်ကျွန်တော် Suno AI ကိုရောက်ပြီး American Social Web တော့မှာဖြစ်ပါတယ်။โอเคဒါဆိုရင်ဒီမှာကျွန်တော် my name လို့ပြီးရလာတဲ့ Suno AI င်းကတော့6ဒသမ4000ဒေါ်လာရှိနေတာဖြစ်ပါတယ်နော်သူရဲ့ market cap ကတော့ဒီမှာကျွန်တော်တို့ကိုဆန်းနဲ့နှင်ကိပဲကြံပြီးဖြစ်ပါတယ်နော်သူကတော့ဈေးပြန်ပြီးအတန်နိုင်ဖို့ကတော့ချင်းနေကတော့နေတော်ပြီးဖြစ်ပါတယ် okay ဒါကြောင့်ကျွန်တော်ဒီ Sono AI ကိုရောတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီနေရမှာ mining လုပ်ပြီးရလာတဲ့ Sono AI ကိုရောမှဖြစ်တဲ့အတွက်ကြောင့်ဒီရောက်ကဆဲဆိုးတိုင်းကောင်းကိုတစ်ချမ်းနှင်လိုက်ပါမယ် okay ဒါဆိုရင်ဒီနေရမှာကျွန်တော်ရောမှဖြစ်တဲ့တဲ့ဒီရောက်က Stay for ဆဲဆိုးတိုင်းကောင်းကိုတစ်ချမ်းထည့်နေလိုက်ပါမယ် okay ဒါဆိုရင်ဒီနေရမှာကျွန်တော်တို့ Sono နွယ် AI နဲ့ mining လုပ်ပြီးရလာတဲ့အရာကိုကျွန်တော်တို့ကြိုက်တဲ့လောက်ရခိုင်နှုတ်ခွဲပြင်လာရောင်းလို့ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာအကိုလိုရောင်းမဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော် map ဆိုတဲ့အကောင်ကိုတစ်ချက်နှိမ့်လိုက်ပါမယ် Okay ဒါဆိုရင်ဒီမှာကျွန်တော်စုံနွယ် AI နဲ့ mining လုပ်ပြီးရလာတဲ့ point အကိုလုံးဖြစ်ပါတယ်เนาะ9454 quai ကိုဒီမှာ h quai ကတော့100နဲ့1 quai ခြေတန်းဖြစ်ပါတယ်เนาะဒီရောက်ကဒေါ်လာကတော့ကျွန်တော်တို့6.4000ဒေါ်လာနဲ့ညီတာဖြစ်ပါတယ်ဒီရောက်က free ကတော့ကျွန်တော်တို့0.00 င်ပေးရတာဖြစ်ပါတယ်နော်။ Okay ကျွန်တော်ကတော့ယောမန်းဖြစ်တဲ့အတွက်ကြောင့်တယောက်ကအမဲရောက်လေးနဲ့ Sam ဆိုတဲ့ကောင်ကိုထန်နေလိုက်ပါမယ်။ Okay ဒါဆိုရင်ဒီ please enter password ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ HR Warrior account ဖွင့်ထားတဲ့ password ကိုတစ်ချမ်းထပ်ပေးလိုက်ပါနော်။ဒါဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ချမ်းထပ်လိုက်ပါမယ်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်မှာစာပြေရောင်းနေပြီဖြစ်ပါတယ်နော်။ Confirming on check please wait ဒီနေရာမှာကျွန်တော်ခဏလေးစော်လိုက်ပါမယ်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်ရောက်လို့ပြီးသွားပြီဖြစ်ပါတယ်ဒီရောက်က you are by lamb ဆိုတဲ့နေရာမှာကျွန်တော်မှာ voro ကတော့ ော့ဖြစ်သွားပြီဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဗန်ပြန်းဆိုလိုက်ပါမယ်โอเคဒါဆိုရင်ဒီ wallet ဆိုတဲ့နေရာမှာလည်းကျွန်တော်ရဲ့ Suno AI လေးကတော့ပျောက်သွားပြီဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ခုနကရောက်လိုက်တဲ့ Suno AI ကိုကတော့ကျွန်တော်တို့က HQI နဲ့ရာလာဖြစ်ပါတယ်ကျွန်တော်တို့က American Store Shareware မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရာလာတဲ့ HQI ကိုကျွန်တော်တို့က UFT ထင်ထပ်ပြီးပျောက်ပေးရမှာဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်ဒီအောက်က HQI ကိုတစ်ချမ်းနှိလိုက်ပါမယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ထွေလို့လို့ရတဲ့ HQI ကတော့0.4 းရှိပဲရှိသေးတာဖြစ်ပါတယ်နော်ကျွန်တော်တို့ခုနကစွန်နို AI ရောက်ပြီးယာလာတဲ့ H coin ကိုဒီနေရကိုအရင်ဆုံးကျွန်တော်တို့က transfer လုပ်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ဒီပေါ်ကစွန်နိုဆိုတဲ့အကောင့်ကိုတစ်ချန်နေလိုက်ပါ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ခုနကစွန်နို AI ရောက်ပြီးယာလာတဲ့ H coin လေးဖြစ်ပါတယ်နော်ဒီနေရမှာကျွန်တော်တို့က swap လုပ်ပေးရမှာဖြစ်ပါတယ်နော်ကျွန်တော်ဒီဘက်က swap ဆိုတဲ့အကောင့်ကိုတစ်ချန်နေလိုက်ပါ Okay ဒါဆိုရင်ဒီနေရမှာကျွန်တော်တို့ခုနကစွန်နို AI ရောက်ပြီးယာလာတဲ့ point ကို swap လုပ်ပေးရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ဒီအောင်က gap ဆိုတဲ့နေရ ရာမှာကြတော့ကျွန်တော်တို့ဒီနေရာမှာ h square ကိုတစ်ချောင်ရွေးလိုက်ပါနော်ပြီးရင်ကျွန်တော်ဒီနေရာမှာ map ဆိုတဲ့ကောက်ကိုတစ်ချောင်နှိပ်လိုက်ပါမယ်ပြီးရင်တယောက်က confirm ဆိုတဲ့ကောက်ကိုတစ်ချောင်နှိပ်ပါမယ်နော်ဒါဆိုရင်ဒီမှာကြတော့ကျွန်တော်တို့ h wallet ကောက်ဖွဲထားတဲ့ password ကိုထည့်ပြင်းထည့်ပေးလိုက်ပါ โอเคဒါဆိုရင်ဒီမှာ summit ဆက်ဆက်ပြုံးကျွန်တော်တို့ခုနကစွန်းတော့ AI ရောက်ပြီးရလာတဲ့ HQI ကိုကျွန်တော်တို့ set လုပ်လို့ပြီးသွားပြီဖြစ်ပါတယ်เนาะဒီနေရာမှာ refer တစ်ချက်လုပ်လိုက်ပါမယ်โอเคဒါဆိုရင် is crawl ကျွန်တော်တို့ထွေးလို့လို့ရတဲ့နေရာကို HQI ကတော့ဒီမှာရလာပြီးဆိုရင်တော့ကျွန်တော်တို့ဒီ lag ကထွေးစိုးတိုင်းကောက်နေပြီးကျွန်တော်တို့က HQI ကနေ UFDT လဲလို့ရပြီးဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ HQI ကနေ UFDT ရောက်တဲ့အခါဒီလိုမျိုးကျွန်တော်တို့ဈေးတန်နေတဲ့အချိန်မှာရောက်တဲ့ဆိုရင်တော့ကျွန်တော်တို့ UFDT ကတော့ပို့ပြီးရများ ထားဖြစ်ပါတယ်နော်။ Okay ဒီနေရာမှာကျွန်တော်ကတော့ယောမဖြစ်တဲ့အတွက်ကြောင့်ဒီရောက်ကနေရောက်လေးနဲ့ဆန်းဆိုးတဲ့အကောင်တစ်ချမ်းနေလိုက်ပါမယ်။ဒီနေရာမှာကျွန်တော်တို့ H coin ကနေ USDT ကိုရောတန်ချိန်မှာဈေးကတော့နေမျိုးရှိတာဖြစ်ပါတယ်နော်။ဒီအပေါ်က limit price နဲ့ market price ဆိုပြီးကျွန်တော်တို့ကြိုက်တန်းရနဲ့ရောင်းလို့ရတာဖြစ်ပါတယ်။ကျွန်တော်ကတော့အခုချက်ချင်းယောမဖြစ်တဲ့အတွက်ကြောင့်ဒီရောက်က market price ကိုတစ်ချမ်းနေလိုက်ပါမယ်။ Okay PND ရောက်ကဆန်းဆိုးတဲ့နေရာမှာကြတော့ကျွန်တော်တို့ရောက်ချင်းတဲ့ H coin ကိုထန်လိုက်ပါ။ကျွန်တော်ကတော့ဒီနေရာမှာအကုန်လုံးယောမဖြစ်တဲ့အတွက်ကြောင့် MIP ဆိုတဲ့အကောင်တစ်ချမ်း န်နေလိုက်ပါမယ်။ဒါဆိုရင်ဒီမှာကျွန်တော်တို့ H coin criteria ကို gas UDT ကတော့ချော်တာမှာတောက် UDT ရတာဖြစ်ပါတယ်နော်။ဒီကောင်နှစ်ယောက်လေးနဲ့ဆဲဝါဆိုတဲ့ account ထဲနေပြီးရောက်လိုက်ပါမယ်။ ပဲဒါဆိုရင်ဒီမှာ transition call ပဲကျွန်တော်တို့ရော်ဒါကလည်းအများအားဖြစ်ပါတယ်เนาะ confirm code ချန်နှိပ်လိုက်ပါမယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ balance ဆိုလို့ရပြီဖြစ်ပါတယ်เนาะ okay ဒါဆိုရင်ဒီမှာကျွန်တော်မှာ USDT ဆိုတဲ့နေရာမှာဒေါ်လာကတော့26ဒေါ်လာရှိသွားပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ mining လုပ်ပြီးရလာတဲ့ Sono AI ကိုဘယ်လိုမျိုးရောက်ပြီး USDT ပြောင်းလို့ရလဲဆိုတာကိုဒီမှာကျွန်တော်လက်တွေ့ပြောင်းပြောင်းပေးခဲ့ပြီးပါဖြစ်ပါတယ်เนาะ okay ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ American Store Share 1မှာဖြစ်တဲ့အတွက်ကြောင့် host ဆိုတဲ့ code ချန်နှိပ်လိုက်ပါတယ်ဒီရင်ဒီ နေရာမှာဒီဘင်းက H store ဆိုတဲ့အကောင့်ကိုတချမ်းနှင်လိုက်ပါမယ်နော်ဒီကောက်လေးပါကျွန်တော်တို့ဒီ H store application မှာ American store share တွေကိုဝယ်မယ်ဆိုရင်တော့အနည်းဆုံး1 USD ထိ1ဒေါ်လာကနေစပြီးလာဝယ်လို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်ရန် Blader တို့မေးစေတော့ကဒီ H store application မှာ American store share တွေဝယ်ပြီးကျွန်တော်တို့ရင်းနှီးညွှန်နာမယ်ဆိုရင်တော့ဒီအရာတွေကိုကိုယ်တိုင်သေးသေးလာဖာကြည့်ပါနော်ကျွန်တော်ဒီအောက်က Race Warden ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ H store application မှာ American store share တွေကိုဝယ်တယ်ဆို ြင်တော့ဒီမှာကျွန်တော်တို့ကဒီပင်တန်အမြန်ဝိစုကတော့မရပါဘူးနော်ဟုတ်ကဲ့ဒီအရာလေးကိုသေးသေးလာဖာကြည့်ပါကျွန်တော်တို့ကအပြင်ကအခြား blogger တွေမှာ American Store Share တွေကိုဝယ်တယ်ဆိုရင်တော့ဒီပင်တန်ကျွန်တော်တို့ကအမြန်ဝိစုတွေရတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီနေ့ရောက်မှာကျွန်တော်တို့ကနော်မီကြီးတဲ့ American Store Share တွေကိုလာဝယ်လို့ရတာဖြစ်ပါတယ်နော် Tesla S&P 500ဒီမှာကျွန်တော်တို့ Nvidia တွေတယောက်ကတော့ကျွန်တော်တို့ McDonald's Alphabet Google Meta Amazon Apple okay ဒါဆိုရင်ဒီနေရာမှာကျွန်တော် American Store Share တွေကတော့အများကြီးရှိတာဖြစ်ပါတယ်ကျွန်တော်ဒီ HR application မှာ American Store Share တွေကိုဝယ်ရောက်လုပ်မယ်ဆိုရင်တော့ Store Market ဖွဲ့တဲ့ခြေကိုကိုယ်တိုင်စုံစမ်းရမလို့ပါဘူးနော်ကျွန်တော်တို့က24နာရီခုနှစ်ရံကြိုက်တဲ့ခြေရုပ်ဝယ်လိုလိုရတာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရန် Brother တို့မေးစေတူကိုဒီ HR application မှာကျွန်တော်ရွေးထားတဲ့ American Store Share နှင်ကိုကိုကျွန်တော်10ဒေါ်လာပြေးဝယ်ပြပေးမှဖြစ်ပါတယ်နော် Okay number 1ကတော့ကျွန်တော်ဒီအောက်က Tesla ပဲဖြစ်ပါတယ် န် Tesla ကတော့ဒီမှာဈေးကတော့0.01%ဈေးတက်နေတာဖြစ်ပါတယ်နော်သိတော့ကိစ္စမရှိပါဘူး Okay ဒါဆိုကျွန်တော်ဒီနေ့ရောက်မှာ Tesla ကိုဝယ်မှဖြစ်တဲ့အတွက်ကြောင့်တယောက်က Tesla ကိုတစ်ချက်ရွေးလိုက်ပါမယ်ဒီနေ့ရောက်မှာ Tesla Company ကတော့ကျွန်တော်ရဲ့ Blazado Messenger ကိုလို့ဒီလောက်ကြမယ်လို့ထင်ပါတယ်နော် Okay ဒီနေ့ရောက်မှာကျွန်တော်တို့ Tesla ရဲ့ဒီယောက်က Market Cap ကိုလည်းလာကြည့်လို့ရတာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီ HR Application မှာ Tesla Store ကိုဝယ်ထားတဲ့ Market Cap ကတော့ဒီမှာ26 data မှာ6.6 million တောင်ရှိတာဖြစ်ပါတယ် Okay ဲဒါဆိုရင်တယောက်ကလည်းဒီနေရာမှာကျွန်တော်တို့ Tesla Story ကိုလာဝယ်နေတဲ့သူတွေကလာကြည့်လို့ရတာဖြစ်ပါတယ်နော်ဒီမှာ9ဒသမ6တဲဒေါ်လာအာ6ဒသမ10ဒေါ်လာများရရှိတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီနေရာမှာ Tesla Store ကိုဝယ်မှဖြစ်တဲ့အတွက်ကြောင့်ဒီယောက်ကမဲရောက်လေးနဲ့ပိုင်းဆိုတဲ့အကောင့်ကိုတစ်ချန်နေလိုက်ပါမယ်ဒါဆိုရင်ဒီနေရာမှာကျတော့ကျွန်တော်တို့ Tesla Store ကိုဝယ်ချင်းတဲ့ UDT အမောက်ကိုထပ်ပေးရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီနေရာမှာ Tesla Store ကိုအနည်းဆုံး1ဒေါ်လာကနေလာဝယ်လို့ရတာဖြစ်ပါတယ်နော်1 UDT ကနေစပြီးကျွန်တော် တော့ကဆယ်လဲတွေအများကြီးခွဲပြင်လော်ဝဲလို့ရတာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရမှာ10ဒေါ်လာဖို့ဝယ်မဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရမှာ10ဒေါ်လာလို့ထည့်လိုက်ပါမယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့10ဒေါ်လာဖို့ Tesla Store ကိုဝယ်မယ်ဆိုရင်တော့0.02 Tesla Store ဆူရှယ်ရရမှာဖြစ်ပါတယ်နော် Okay ပြီးရင်တယောက်က free ကတော့ဒီမှာကျွန်တော်တို့0.5 coffee ပေးရမှာဖြစ်ပါတယ်နော်1ဒေါ်လာနေပါပေးရတာဖြစ်ပါတယ် Okay ဒီနေရမှာကျွန်တော်ကတော့ဝယ်မဖြစ်တဲ့အတွက်ကြောင့်ဒီယောက်ကမဲရောက်လေးနဲ့ဘိုင်းဆိုတဲ့အကောင့်ကိုတစ်ချက်နေလိုက်ပါမယ်ဒီနေရမှာက တော့ကျွန်တော်တို့ H1 ဝါရဲကောင်ဖွဲထားတဲ့ password ကိုထပ်ပေးလိုက်ပါနော်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ချက်ထပ်လိုက်ပါမယ် Okay ဒါဆိုရင်ဒီမှာ Covenant on Chain Privilege ဒါဆိုရင်ဒီမှာကျွန်တော်စာပြင် Tesla တော့ကို $7 ဖို့စာပြဝယ်နေပြီဖြစ်ပါတယ်နော် but okay ဒါဆိုရင်ဒီမှာကျွန်တော် Tesla store ကို7 dollar ဖို့ဝယ်လို့ပြီးသွားပြီဖြစ်ပါတယ်เนาะ0.02 Tesla store ရတာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမျိုးအမှန်ကျစိတ်အောင်လေးနဲ့ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ Tesla store ကိုဝယ်တာပြီးသွားပြီဖြစ်ပါတယ်เนาะဒီအောက်က Chase and Binance ဆိုတဲ့ account တစ်ချမ်းနှင်လိုက်ပါမယ် okay ဒါဆိုရင်ဒီဘောကကြည်ပါเนาะ you are Binance ဆိုတဲ့နေရာမှာဒီမှာ revenue ဆိုတဲ့နေရာမှာကြာတော့9.01 dollar ပေါ်ကျွန်တော်ဒီ Tesla store ကိုဝယ်လို့ပြီးသွားပြီဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဝယ်ထားတဲ့7 dollar ပြီးတော့မရပါ ါဘူးเนาะဒီနေရာမှာသူတို့ fee ကတော့0.59ဒေါ်လာဖြာထားဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ Tesla Store ဝယ်ထားတဲ့အရာကိုဒီဘဲက Nike logo လေးကိုနှိပ်ပြီးလမ်းပြန်ပြီးကြည့်လို့ရတာဖြစ်ပါတယ်เนาะဒီမှာကျွန်တော်တို့0.02 Tesla Store ကို10ဒေါ်လာပေါ်ဝယ်ထားဖြစ်ပါတယ်เนาะဒီလိုမျိုးကျွန်တော်တို့ HR application မှာ American Store Share ရတဲ့ကိုလာဝယ်ပြီးရင်းနှီးမြှုပ်နှံလို့ရတာဖြစ်ပါတယ်เนาะ Okay ဒါဆိုရင်ကျွန်တော်နောက်ထပ် Store Share တစ်ခုကိုထပ်ပြီးဝယ်ပြပေးမှဖြစ်ပါတယ်เนาะကျွန်တော်နောက်ထပ် Wellness Store Share တစ်ခုကတော့ တယောက်က Nvidia ဆိုတဲ့ကောင်ကိုတချမ်းနေလိုက်ပါမယ်။ Okay ဒါဆိုရင်ဒီမှာ Nvidia တော်ကတော့အခုကတော့ဈေးတက်နေတာဖြစ်ပါတယ်နော်။နေတာမှာ၈တဲရခိုင်နေတော့ဈေးတက်နေတာဖြစ်ပါတယ်။ဒေါ်လာကတော့၄တာမှာ၈ဒေါ်လာဖို့ဈေးတက်ထားတာဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ HR application မှာ Nvidia store ကိုဝယ်ထားတဲ့ market cap ကိုတချမ်းကြည့်ပါမယ်နော်။ Okay ဒါဆိုရင်ဒီမှာ market cap ကတော့ဒီမှာကျွန်တော်တို့9 million ဒေါ်လာကိုသန်းတောင်ရှိသွားပြီဖြစ်ပါတယ်နော်။ဒီအောက်ကလည်းဒီမှာကျွန်တော်တို့ HR application မှာ Nvidia store ကိုလာဝယ်နေ တဲ့သူတွေဒီမှာအများကြီးရှိတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့အစေးရောက်လေးနဲ့မြင်နေတဲ့အရာကတော့ဝဲတဲ့အရာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ဆာလွန်နီးရောက်လေးနဲ့မြင်ရတဲ့အရာကတော့ကျွန်တော်တို့ဒီ HR application မှာ American Store Share တွေကိုလာရောက်တဲ့အရာဖြစ်ပါတယ်နော်ဒီမှာကြည့်ပါဆာလွန်နီးရောက်လေးနဲ့ရတဲ့ကတော့ Okay ဒီနေရာမှာကျွန်တော်ကတော့ဝယ်မဖြစ်တဲ့အတွက်ကြောင့်ဒီအကောင့်မဲရောက်လေးနဲ့ဘိုင်းဆိုတဲ့အကောင့်ကိုတစ်ချမ်းနှိမ့်လိုက်ပါမယ် Okay ဒါဆိုရင်ဒီပေါ်က you are buy lab ဆိုတဲ့နေရာမှာကျွန်တော်မှာ USDT ကတော့16ဒေါ်လာရှိသေးတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာ ဒေါ်လာဖို့ပဲဝယ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ရောင်းမှာ10ဒေါ်လာလောက်ထည့်လိုက်ပါမယ် BND အောက်က free ကတော့ကျွန်တော်တို့ခုနကလိုမျိုးပဲเนาะ0.59အာဒေါ်လာပေးရတာဖြစ်ပါတယ်เนาะကျွန်တော်ကတော့ဝယ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီအကမဲရောက်လေနဲ့ဘိုင်းဆိုတဲ့ကော်ကော့ချန်ထည့်လိုက်ပါမယ် Okay ဒါဆိုရင်ဒီမှာ confining on chain prefix ဒါဆိုရင်ဒီမှာကျွန်တော်စာပြေဝယ်နေပြီဖြစ်ပါတယ်เนาะဒီနေ့ရောင်းမှာခဏလေးစောက်ပေးလိုက်ပါ โอเคဒါဆိုရင်ဒီလောက်မျိုးအမချတ်စေးရောက်လေးနဲ့ပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ Nvidia's .0.05 ကိုဝဲလို့ပြီးသွားပြီဖြစ်ပါတယ်เนาะဒါဆိုရင်ဒီရောက်က Chase Byla ဆိုတဲ့အကောင့်ကိုနေပြီးကျွန်တော်တို့သွားဆက်ကြည့်တော့ရတာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီမှာ Nvidia's .ua Byla ဆိုတဲ့နေရာမှာ Value ဆိုတဲ့နေရာမှာကြည်ပါเนาะကျွန်တော်တို့6ဒေါ်လာမှာ1ဒေါ်လာပေါ် Nvidia's .ကိုဝယ်ထားတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဝယ်ထားတဲ့အရာကတော့10ဒေါ်လာပေါ်ဖြစ်တာဖြစ်ပါတယ်ကျွန်တော်တို့ကဝယ်ထားတဲ့ model အပြည့်မရပါဘူးเนาะသူတို့က fee 0. 5ဒေါ်လာဖြာထားဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ပြီးရင်ဒီဘင်းက quality ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ Nvidia Suchaya ဒီမှာ0.05အာ Suchaya ဝယ်ထားတာဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ HR application မှာဒီလိုမျိုး American Stock Share တွေကိုအနည်းဆုံး1 USDT ကနေစပြီးလာဝယ်လို့ရတာဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်ဝယ်ထားတဲ့အရာကတော့၃ခုရှိသွားပြီးဖြစ်ပါတယ်နော်။ဒီနေရာမှာကျွန်တော် Nvidia ကောကတော့10ဒေါ်လာ၊ဒီဘောက Tesla ကောကတော့10ဒေါ်လာ။နောက်ပြီးဒီအောက်က Alpha ွားပဲကောက်ကောက်ကတော့ကျွန်တော်ဒီနေရာမှာ10ဒေါ်လာပေါ့လောက်ဝယ်ထားတာဖြစ်ပါတယ်နော်။ဟုတ်ကဲ့ကျွန်တော်တို့ဒီ HR application မှာ American Store Share တွေကိုဝယ်ပြီးယင်းနှင်းမြုံနာမယ်ဆိုရင်တော့ကျွန်တော်တို့တည်ထားရမှာကတော့ဒီရောက်က race warden ဆိုတဲ့နေရာကိုမပြင်းမနဲ့လာဖာရမှာဖြစ်ပါတယ်နော်။ဒီနေရာမှာကျွန်တော်တို့ HR application မှာ American Store Share တွေကိုဝယ်ပြီးယင်းနှင်းမြုံနာမယ်ဆိုရင်တော့ဒီမှာ debit တန်ကျွန်တော်တို့ကအမြန်ဝေးစုကတော့သူတို့မခွဲပေးပါဘူးနော်။နောက်ပြီးကျွန်တော်တို့ဒီယင်းနှင်းမြုံနာမှုက social network ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ blather တို့မေ စ်တို့ကိုယ်တိုင်စဉ်းစားပြီးဆွေးပြလို့ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာငွေအမအများကြီးကတော့မထဲပါဘူးเนาะကျွန်တော်ကတော့ဒီနေရာမှာစာနေနဲ့ American Store ရောက်တဲ့ကိုဒီ HR application မှာလာပြီးရင်းနှီးမြှင့်နှံတာဖြစ်ပါတယ် Okay ဒါဆိုရင်နောက် video တွေမှာကျွန်တော် HR application မှာဝယ်ထားတဲ့ store တွေကဈေးတက်တယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုမျိုးရောက်ပြီးအာဒေါ်လာတွေကိုအများယူလို့ရလဲဆိုတာကိုကျွန်တော်ပြန်ပြီး challenge လုပ်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်ဗျန်းဆုတ်လိုက်ပါမယ် Okay ကျွန်တော်ရန် Blabla တို့မေးစေးတို့ကဒီ HR application မှာငွေမရင်းချေဖို့ ကိုဒါပေမဲ့ကျွန်တော်တို့က American Stocher တွေကိုလိုချင်တယ်ဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ Gezo ပြီး Blue Quiet လေးတွေကိုအများကြီးလာချပြီးကျွန်တော်တို့က USDT လေးနဲ့လာလဲပြီးကျွန်တော်တို့ American Stocher တွေကိုလာဝဲလို့ရတာပဲဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီ HR application မှာ Blue Quiet လေးတွေကို free ချပြီးရလာတဲ့ Blue Quiet လေးတွေကိုဒီရောက်က wallet ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီမှာ USDT ပြောင်းပြီးဒီနေရာမှာ American Stocher လေးတွေကိုကျွန်တော်တို့1ဒေါ်လာကနေစပြီး free လာဝဲလို့ရတာပဲဖြစ်ပါတယ်။ Okay ဲနောက်ဆုံးရကျွန်တော်ရ Blabber တို့မေးစေတို့ဒီ HR application မှာ American တော်ရှာရတွေကိုဘယ်လိုမျိုးဝဲလို့ရလဲနောက်ပြီးကျွန်တော်တို့ဘယ်လိုမျိုး free share လို့ရလဲဆိုတာကိုကျွန်တော်လက်တွေပြောပြပေးခဲ့ပြီးပန်ဖြစ်ပါတယ်ဒီနေ့ရမှာကျွန်တော်ဝယ်ထားတဲ့ store တွေကတော့ဈေးတက်တယ်ဆိုရင်တော့နောက်ဗီဒီယိုတွေမှာကျွန်တော်ဒီ store တွေကိုရောက်ပြီးဘယ်လိုမျိုးဒေါ်လာတွေကိုကျွန်တော်တို့ကဒီ HR application မှာရှားလို့ရလဲဆိုတာကိုကျွန်တော်ပြပြီး share link လုပ်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုကိုစိုးရိမ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွင်မှာတွေ့ကြပါမယ် bye bye